အားလုံးပဲမင်္ဂလာပါ Steven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Bangkok မှာနာမည်ကြီးတယ်ပေါ့နော်ဒီတကူကြီးတယ်စွတ်တောင်းပြီးတယ်ဆိုရင်နာမည်ကြီးတယ်ဖီးယားကိုကျွန်တော်လိုက်ပို့ပြီးမှဖြစ်ပါတယ်ဒီဖီးယားကတော့မမရဲ့အများဆုံးကခေါ်ကြတော့နေမြင်တာဖီးယားကိုခေါ်ကြလိုက်ဒီဖီးယားက Bangkok မြို့အလယ်ပါ မြို့လက်ကောင်မှာရှိရပေါ့နော်သူကဒီ Richard Branson ဒီလမ်းမောက်မှာတရှိတယ်ပြီးလို့ရှိရင် MRT Chitlon Station နဲ့နေရပေါ့နော်အဲ့မှာရှိတဲ့ဒီဖေဟာပေါ့နော်ဖေဟာကိုကျွန်တော်လိုက်ပြပေးမှာဖြစ်ပါတယ် ။ဘုရားဒီတမိုင်းချင်းဆိုလို့ရှိရင်သူက1956ခုနှစ်မှာဒီ Iron Hotel ကိုစောင့်ဆောက်တယ်ပေါ့နော်။ဆောက်တဲ့ခါမှာဒီ hotel ကိုကောင်းကောင်းဆောက်လို့မရတော့ဘူး။အနောက်ရှေ့တွေဝင်နေစဒီဆောက်လို့ရတော့မှာတယ်ဆိုရင်နေမတဲ့ကောင်းတော်မချမ်းလို့မျိုးစုံပါအနောက်ရှေ့တွေဝင်နေခါမှာသူကဒီဘုရားကိုတည့်ပြီးတော့ကိုးကွယ်လိုက်ကြရပေါ့နော်။အမဒီခေါ်တယ်ဆောက်ဆောက်ရပါတယ်နာမည်ကျန်းကြည့်တာပြညာအကုန်လုံးပြောင်းပါတယ်ဘောတော့အားမဖျားနာမည်ကြီးလာတာဘောတော့ဟာတကူကြီးတယ်ဆိုပြီးတော့အမလူကြီးကဒီ တူတူပြေးကြတယ်ဆိုပြီးတော့ဒီဖြည်းဖြည်းနဲ့နာမည်ကြီးလာတယ်နောက်ပိုင်းမှာဒီလူပညာရှင်တွေစီးပွားရေးသမားတွေနောက်ကငွေကြေးတာတွေရတယ်ဒါပြီးတော့လေးလာကြတော့ဖေဟာတဖြည်းဖြည်းနဲ့ပုံပြီးနာမည်ကြီးလာတယ်ပေါ့နော်ဖေဟာမှာထူးခြားချက်ကတော့ဖေဟာကမျက်နှာလေးပဲရှိနေတယ်ဒီမျက်နှာလေးပဲတိပယ်ရကြတော့တနာမှုကျင်နာမှုစာနာမှုမျက်နှာမလိုက်မှုဆိုတဲ့အားမျိုးကိုသူကကိုစားပြုတယ်ပေါ့နော် နောက်ပိုင်းဆိုရင်ဗမာတွေကလည်းတအားသွားပူကြတယ်တခြားနိုင်ငံခြားသားတွေကိုရီးယားတွေစင်ကာပူကိုလာလို့ရှင်ဒီပြောင်းလာပူကြတယ်ဗောနော်အားကြောင့်မို့ဘက်ကောက်သွားပြီဆိုရင်ဒီပြောင်းကိုဖြစ်မနေသွားပူပြီးတော့လေလာကြည့်ဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ် နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်အားလုံးပဲဘိုင်ဘိုင်